မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ထမဆုံးတင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာရှိတဲ့အမှန်ငါးစစ်စီကိုကဲမှုဌာနချုပ်စကခ9ကိုအေအေကသိမ့်ပိုက်ရရှိသွားပြီးတော့စစ်အရာရှိများအပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်များအလံဖြူထောင်းလက်နက်ချသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ23ရက်နေ့အတွင်းမှာရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာရှိတဲ့အမှန်ငါးစစ်စီကိုကဲမှုဌာနချုပ်စကခ9ကိုအရခတက်တော်အေအေက အပိသက်သိမ့်ပိုက်ရရှိခဲ့တယ်လို့သိရပါတယ်အဓိကကတော့စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချသွားခြင်းဖြစ်တယ်လို့သိရပါတယ်အလံဖြူထောင်းလက်နက်ချလို့စကခငါးကိုအပိသက်သိမ့်ပိုက်နိုင်ခဲ့ပါပြီလို့သိရတယ်နောက်တစ်ခုကတော့အေအေရဲ့ထိုးစစ်ကကွာရဲ့မျိုးစောက်တက်ခမရ963တက်ကိုစတိုက်နေပါပြီလို့အေအေရဲ့စီရေးသတင်းရေးမြစ်ကပြောဆိုထားပါတယ်အေအေဘက်ကအတီးပြုတ်ထုတ်ပြန်ခြင်းမရှိသေးတဲ့အတွက် ောင်ကုန်းမြို့စကခငါသိမ့်ပတ်ရရှိမှုနဲ့ဂွားမျိုးစောက်တက်ကိုတိုက်ခိုက်မှုသတင်းများအပေါ်မှာအေအေထံကနေပြီးတော့တရားဝင်အတီးပြုချက်ရရှိဖို့အတွက်ဆက်လက်ကြိုးပမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်တောင်ကုန်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့စစ်စခန်း၁၀ခုကိုသိမ့်ပတ်ပြီးတဲ့နောက်တောင်ကုန်းမြို့တစ်ခုလုံးကိုနိုဘာမလာ24ရက်နေ့မှာထိန်းချုပ်နိုင်ခဲ့ကြောင်းအေအေဘက်ကထုတ်ပြန်ထားပါတယ်တက်ဆက်ထဲမှာပဲတောင်ကုန်းမြို့နယ်ကက်ရက်ရှိတဲ့စကခငါတမနဲ့ခမရ၅လေးလေးခမရ၃လေး၆တရင်တို့ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အဲ့ဒီတပ်များအလုံးကို တိမ့်ပိုက်ရရှိပြီးဖြစ်ကြောင်း AA ရဲ့သတင်းအရင်းမြစ်ကပြောဆိုထားပါတယ်။ RF တက်တော် AA ကအခု2024ခုနှစ်မကုန်မီမှာအတောင်ကုန်းဂွမ်းမြို့နယ်များအလုံးကိုအပိသက်တိမ့်ပိုက်နိုင်ရန်ထိုးစစ်အရှိန်ဟုန်ကိုမြင့်တင်နေတယ်လို့သိရပါတယ်။ AA ကမောင်တော်မြို့ကနခခငါတဆက်ခန်းကိုတိမ့်ပိုက်ခဲ့ပြီးတဲ့နောက်အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပိတ်ဆို့ထိုးစစ်စင်တွေကအမ်းမြို့ကိုလည်းထိန်းချုပ်တိမ့်ပိုက်ထားတယ်လို့ AA ကတရားဝင်သတင်းထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းအင်းစိန်မြို့နယ် ဂျိုကုန်းဘူရာအနီးမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ခလိုက်ရ76တပ်ရင်းရဲ့လုံခြုံရေးကင်းဂိတ်ကိုမနေ့ကညပိုင်းကဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ23ရက်နေ့ည8:45မိနစ်အချိန်မှာအင်းစိန်မြို့နယ်ဂျိုကုန်းဘူရာအနီးခလိုက်ရ76တပ်ရင်းထိပ်မှာရှိတဲ့လုံခြုံရေးကင်းဂိတ်ကိုဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီအနေနဲ့လုံးဝအုပ်ချုပ်ခွင့်မရဘဲနဲ့တောက်တိုင်များအလုံးကိုရိုက်ချိုးမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အညီတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုထားပါတယ်။ခလိုက်ရ76တပ်ဟာရန်ကုန်မန္တလေးနေပြည်တော်တောင်ကြီးမြို့ များမှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့လက်ကင်ထုတ်အကြမ်းဖက်နှိမ်နင်းရေးတပ်တခုဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီတပ်ကလူတွေဟာမင်းအွန်လိုင်းကိုအနီးကပ်ကာကွယ်ပေးနေခြင်းဖြစ်တယ်လို့၎င်းကပြောဆိုထားပါတယ်ဖောက်ခွဲမှုနောက်ဆက်တွဲတော့မသိရသေးပါဘူးအနည်းဆုံးကတော့ယူနီဖောင်းဝတ်ထားတဲ့နှစ်ယောက်တော့ရှိပါတယ်မသေးကြသေးလို့နောက်ဆက်တွဲမထုတ်ပြန်တော့ပါမြို့ပြမှာကတော့အရင်ထက်ပိုပြီးတော့ပြင်ဆင်ရတာကတော့အမှန်ပဲဗျ ်အထူးသဖြင့်ရန်ကုန်မှာအရင်ထက်ကိုအစစ်အစစ်လုံခြုံရေးတွေများလာပါတယ်တခုပြောရရင်တော့ရန်ကုန်သားတွေရန်ကုန်မှာရှိနေတယ်ဆိုတာကိုသိစေချင်ပါတယ်အမားကိုရှောင်ပြီးအချိန်ကိုစောင့်နေရလို့ဘာလို့ God's hand force GHF ကတာဝန်ရှိသူကပြောကြားထားပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကရန်ကုန်မြို့မှာလုံခြုံရေးများတင်းကျပ်လာတဲ့အပြင်လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများကိုလည်းအရှိန်ဟုန်မြင့်ပြီးတော့လှုပ်ဆောင်လာနေတယ်လို့သိရပါတယ်အထူးသဖြင့်အသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားလူငယ်တိုင်းဟာစစ်မှုထမ်းရန်အတွက်ဥပဒေအရအကျိုးဝင်နေဆိုပြီးတော့နေရာမရွေးအချိန်မရွေးဖမ်းဆီးရန်စစ်ကောင်စီရဲ့ညွှန်ကြားချက်များလည်းထွက်ရှိထားတယ်လို့သိရပါတယ်အခုရပိုင်းအတွင်းမှာအစင်းစစ်မယ်ဆိုပြီးတော့ အိမ်ထဲတကူပါဝင်ရောက်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးမှုများကိုလုံဆောင်လာနေတယ်လို့သိရပါဗျ။မင်္ဂလာတော်မြို့နယ်ရွှေနေသာစံပြကြီးရွာမှာအုတ်ချုပ်ရေးမှုနဲ့စစ်မှုထမ်းဟောင်းများပေါင်းပြီးတော့နေ့လယ်ပိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးမှုများလုံဆောင်လာနေတယ်လို့သိရပါဗျ။အိမ်တော်စု1500ကျော်ရှိတယ်ရွှေနတာစံပြကြေးရွာအုပ်စုမှာလက်စင်စစ်မှုထမ်းထောက်ပံ့ခြင်းဆိုပြီးတော့အ ਨੇ စုံငွေကျပ်တထောင်လိုက်လံကောက်ခံနေတယ်လို့သိရပါဗျ။ရွှေနတာစံပြကြေးရွာမှာ အုတ်ကြီးနဲ့စံပူတန်းဟောင်းတွေရက်ရွာလူကြီးတွေကနေ့လယ်ပိုင်းမှာလူငယ်တွေကိုစစ်ဆေးမေးမြန်းပြီးတော့တက်ထဲကိုပို့ပြီးပေါ်တာဆွဲနေပါတယ်သူတို့အပြောကတော့ရက်ရွာအေဂျင့်တာယာဖို့အတွက်တခိုးချဘိုးတွေစေးသမားတွေမဒင်းကောင်တွေကိုဖမ်းပြီးတော့မင်္ဂလာတုံရွှေနေတာရက်ကွက်ကချေလျင်တိုင်ရင်ခလိုက်ရ80နှစ်ထဲကိုတခါတည်းတန်းပို့လိုက်တယ်လို့ပြောတယ် လူငယ်တွေမှာကအပြင်ကိုမထွက်ရဲကြတော့ဘူးပေါ်တာဆွဲဖမ်းဆီးနေတာပါနောက်တစ်ခါစစ်မှုထမ်းထောက်ပံ့ကြီးဆိုပြီးတော့တအိမ်ကိုတထောင်ကောက်ပါတယ်အစီရင်နဲ့နေတဲ့အိမ်အောင်စုက600ကျော်အမြဲတမ်းနေတာကအိမ်အောင်စုပေါင်း900ကျော်စုစုပေါင်းအိမ်အောင်စုပေါင်း1500မှာလာစဉ်ငွေပေးနေရတယ်အုတ်ကြီးနေရာကိုလည်းမင်းစုံနဲ့လက်ရှိဥညိုဆိုတဲ့သူကလုနေကြတာ ုပ်ကြီးတွေထက်ရုံးမာနေတဲ့ကလေးကလေးတွေကိုပို့ပြီးတော့ကြောက်နေရတယ်သူတို့စစ်တပ်ထဲကိုခေါ်ထားပြီးတော့မဟောတာထားเจ้าမှလည်းတတ်ဆွဲထားတယ်ရွှေနေသာခမ်းမှမှလည်းတက်ကလာပြီးတော့နေနေပါတယ်ပြည်သူတွေကဘသူကိုကြောက်ရမှန်းမသိတော့ပါဘူးနေကင်းကြောင်တောင်အင်းတွေပေါ်တက်ပြီးတော့လူငယ်တွေကိုပေါ်တာဆွဲပြီးတက်ထဲကိုခေါ်သွားနေတာပါလို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အချက်မဲ့စစ်ကောင်စီကအခုဒီဇင်ဘာလအတွင်းမှာဖွင့်လှစ်မယ်စစ်မှုထမ်းအပတ်စဉ်ရှစ်အတွက်လူမပြည့်မီသေးတဲ့အတွက်နိုင်ငံတော်အမှာပေါ်တာဆွဲဖမ်းမှုများကိုလှုံ့ဆော်လျက်ရှိတယ်လို့နိုင်ငံတော်ကပြည်သူများကအတိအပြုပြောဆိုနေကြကြောင်းတ တင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းပါစစ်ခေါင်းဆောင်မင်းအောင်လှိုင်တို့လင်မယားရင်းနှီးတက်ရောက်ရန်ရှိတဲ့ပြည်ဦးလွင်ရုခဗေဒဥယျာဉ်နှစ်တရာပြည့်ပွဲတော်နဲ့ ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားရဲ့လုံခြုံရေးအတွာပြည်သူများကိုစစ်တပ်ကအဝတ်အစားတွေပါချွတ်ခိုင်းပြီးတော့စစ်ဆင်းနေပြီးကံတော်ကြီးဥယင်ကိုအများပြည်သူများလာရောက်ခွင့်ကိုယာယီပိတ်ပင်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဒီဇင်ဘာလ14ရက်နေ့ပြင်းလွယ်ရုခဗေဒဥယင်နှစ်တရာပြည့်ပွဲတော်နဲ့18ကြိမ်မြောက်ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားပြုလုပ်မှာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအခမ်းအနားကိုအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းတို့လင်မယားတက်ရောက်ရန်ရှိနေတယ်လို့သိရပါဗျ။ပြင်းလွယ်မှာရှိတဲ့မျိုးတွဲအဝင်အထွက်လမ်းများအလုံးကိုပိတ်ဆို့ထားပြီးတော့ ပြင်းလွယ်မြို့ရဲ့ပြင်ပမှာလုံခြုံရေးများကိုထူထပ်စွာချထားတယ်လို့သိရပါတယ်။မင်းအောင်လိုင်းတို့လင်မယားပန်းပွဲတော်ဖွင့်ပွဲကိုလာမယ်လို့ပြောတယ်။မနက်ပိုင်းမှာပြင်းလွယ်မြို့ဝင်လို့ရတဲ့ထွက်လို့ရတဲ့လမ်းမှန်သမားကိုပိတ်ထားပါတယ်။မိုးချိုတိမ်အင်းထုံကုန်ညံကြီးဘက်ကိုသွားခွင့်ရှိပြီးတော့မြို့ရင်းမှာတော့ဝင်လို့မရပါဘူး။အထူးသဖြင့်ရေငယ်လမ်းစုံမဟာအန်ထုကန်တာဖရာကြီးအစင်းလမ်းမြို့ဆောင်လမ်း X-ray gate ဟောင်းအနီးမှာလမ်းကိုပိတ်ထားပြီးတော့ပြည်သူများကိုအဝယ်အစားတွေပါချွတ်ခိုင်းပြီးတော့စစ်ဆေးနေပါတယ်။ဘိုက်ကြီးတယ်ဆိုရင်တော့မှဘိုက်ကိုလှမ်းပြခိုင်းတယ် လုံခြုံရေးကတော့အရန်ကိုတင်းကျပ်ထားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။တပ်သတင်းရင်းမြစ်တချို့ကတော့ပြည်ဦးလွင်ကိုစစ်ကောင်းဆောင်လာရောက်တိုင်းနေပြည်တော်မိထီလာရှမ်းတဲ့နဲ့ပြည်ဦးလွင်ကြားမှာလုံခြုံရေးအတွက်လေတပ်ကတည်ယူပို့ဆောင်ရေးများကိုတောက်လျှောက်လုပ်ပေးရပြီးတော့ရဟတ်ရဲများနဲ့ကင်းလက်မှုများကိုလည်း အမြဲမပြတ်လှုပ်ဆောင်ပေးနေရတယ်လို့ပြောဆိုထားပါတယ်တက်ချုပ်လာရင်ပြည်ဦးလွင်မှာအရင်ကလိုမျိုးညမအိပ်ပဲနေပိုင်းပြည်ဦးလွင်မှာနေပြီးတော့ညနေဆိုရင်လေချောင်းခရီးစဉ်နဲ့မိထီလာရှမ်းနဲ့အဲ့ရိတ်သားဖြစ်ဖြစ်နေပြီးတော့အင်ကိုပဲဖြစ်ဖြစ်ပြန်လေးရှိပါတယ်သူပြည်ဦးလွင်ကိုလာရင်လေတက်ကတည်ယူပို့ဆောင်ရေးအတွက်လုံခြုံရေးအတွက်ရောအမြဲတမ်းအစဉ်သစ်ပြင်ဆင်ပြီးတော့လှုပ်ဆောင်ပေးနေရတယ်လို့လေတက်သတင်းရင်းမြစ်ကပြောဆိုထားပါတယ်ဒီကနေ့ပြည်ဦးလွင်ရုတ်ခဗေဒဥယျာဉ်နှစ်တရာပြည့်ပွဲတော်နဲ့ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားအတွက် ဌာနဆိုင်ရာများနဲ့စစ်တပ်မိသားစုများကိုမဖြစ်မနေတိုက်ရောက်ရန်စစ်ကောင်စီကညွှန်ကြားထားပြီးတော့ပြည်သူများကိုတော့ဒီကနေ့ယာယီလာရောက်ခွင့်ပိတ်ပင်ထားတယ်လို့ဌာနဆိုင်ရာအတိုင်းဝိုင်းကပြောပါတယ်။ခွင့်ပွဲအခမ်းအနားမှာလူမရှိဘူးလဲမဖြစ်ရအောင်လို့လုံးကြုံရေးလဲစိတ်ချရအောင်တပ်မိသားစုနဲ့ဌာနဆိုင်ရာမိသားစုတွေအားလုံးပန်းပွဲတော်ကိုလာတက်ခိုင်းပါတယ်။ကံတော်ကြီးပန်းပွဲတော်ကိုလူကြီးတွေလာကြမှာမို့လို့ပြည်သူတွေကတော့ယာယီဒီကနေ့မှာကံတော်ကြီးပတ်ဝန်းကျင်ကိုလာလို့မရဘူး။ လူမစီကားဘူးလည်းမဖြစ်ရအောင်လို့တပ်မိသားစုနဲ့ဝန်ထမ်းမိသားစုပြည်သူအထုတွေကိုကံတော်ကြီးဥယျာဉ်မှာစည်ရင်းစရာနဲ့နေရာချထားတယ်လို့ပြည်ဦးလွင်ကဌာနဆိုင်ရာဖျဲသည်ဝန်ထမ်းတို့ကပြောပြထားပါတယ်ရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာဆစ်ရှုံးနေတော်လဲမင်းအောင်လှိုင်ဟာအခမ်းအနားနဲ့ဖွင့်ပွဲများကိုနေ့စဉ်မပြတ်တက်ရောက်လျက်ရှိတယ်လို့စစ်တပ်သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ တရင်တွေကိုတင်ဆက်ပေးနေရင်းနဲ့ကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့ကျွန်တော်ရဲ့ channel အသစ်ကလေးကို like and subscribe လုပ်ပေးကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာအများအားတင်ဆက်ပေးနေကြ Revolute Burma channel က warning ထိပ်ပြီးတော့နေနေတဲ့အတွက်အချိန်မရွေးပြတ်သွားနိုင်တဲ့အတွက်ကြောင့်နေ့စဉ်သတင်းများကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့အတွက်အခုပြသထားတဲ့ Revolute Burma News channel ဆိုတဲ့ channel အသစ်ကလေးကို subscribe လုပ်ပေးထားကြဖို့အတွက်တောင်းဆိုလိုက်ပါစေခင်ဗျာ channel အသစ်ရဲ့ link လေးကိုအောက်က description မှာထည့်ပေးထားပါတယ်ခင်ဗျာ subscribe လုပ်ပေးခြင်းဟာတော်လိုင်းရေးမှာပါဝင်ကူညီရရောက်တဲ့အတွက်လူကြီးမင်းတို့တအုပ်တယောက်ချင်းစီကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF အပါအဝင်ချင်းညီနောင်မဟာမိတ်များကဖလန်းမျိုးသိန်းတိုက်ပွဲကိုဆင်နွှဲလျက်ရှိရာဖလန်းတပ်ကောင်ကစစ်သားများဟာစစ်ကောင်စီကိုအကာအကွယ်ပေးနေပြီးတော့ပြည်သူကိုရန်သူအဖြစ်နဲ့ပတ်မှတ်နေမယ်ဆိုပါကလွတ်လန်းနေပါသွားမယ်လို့ CNO ဒုဥက္ကဋ္ဌကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ပြီးခဲ့တဲ့ရက်ပိုင်းက Slide Peter ထန်းက ဖလန်းမြို့မှာရှိတဲ့ခါလိုက်ရ268တပ်ကုန်းကိုလက်မှုထားတဲ့စာကို၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ခြင်းနဲ့ပတ်သက်ပြီးတော့မေးမြန်းခဲ့ရမှာယခုလိုပဲဖြေကြားလာတယ်လို့သိရပါတယ်ဖလန်းမြို့အခြေစိုက်ခါလိုက်ရ268တပ်ကုန်းအပါအဝင်လက်ကျန်စစ်ကောင်စီတပ်များကို CNDF ပါဝင်တဲ့ချင်းညီလောင်မဟာမိတ်များကတိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုတချို့ရရှိထားပြီးတော့မြို့ကိုအလုံးစုံသိမ့်ပိုက်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိတယ်လို့သိရပါတယ်။ဖလန်းမြို့အခြေစိုက်စစ်ကောင်စီတပ်များအသက်ဆုံးပြီးကာကွယ်နေခြင်းဟာပြည်သူအတွက်မဟုတ်ဘဲစစ်ကောင်စီကိုကာကွယ်ရင်းနဲ့အသက်ပေးနေကြခြင်းဖြစ်ကြောင်းစလိုက်ပီတာထန်းကပြောဆိုလိုက်ပါတယ်။ ူတို့ကိုပြန်တိုက်နေတဲ့သူတွေဆိုတာသူတို့ကာကွယ်နေပါတယ်လို့ထင်ထားတဲ့ပြည်သူတွေကမခံမရနိုင်လို့ပြန်တိုက်နေတဲ့သူတွေပါစစ်ကောင်စီကိုကာကွယ်နေရင်းနဲ့အသက်ဆုံးရတာတန်ရဲလားလို့မေးချင်ပါတယ်စစ်ကောင်စီကိုကာကွယ်နေသမျှကာလပတ်လုံးမှာပြည်သူရဲ့ရန်သူဖြစ်နေပါမယ်အထူးသဖြင့်တိုင်းရင်းသားဒေသတွေမှာရှိနေတဲ့အချိန်မှာပြည်သူရန်သူအဖြစ်နဲ့ရက်တီမယ်ဆိုရင်တော့လွတ်လန်းအရန်ကိုနှဲပါပါတယ်လို့စလိုက်ပီတာထန်းကဖြေကြားလိုက်ပါတယ်ပြီးခဲ့တဲ့ရက်ကစလိုက်ပီတာထန်းကဖလန်းမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်ကုန်းကိုလိမ့်မှုထားတဲ့စာမှာလဲ ဖလဲတက်ကုန်းကိုအသေးလဲကာဝဲတာဘာအတွက်လဲကျွန်တော်တို့လိုချင်နေတာခမရတို့ရဲ့အသက်မဟုတ်ပါဘူးကိုမျိုးကိုကိုပြန်လိုချင်ယုံလေးပါကျွန်တော်တို့ရဲ့မျိုးကိုကျွန်တော်တို့ပြန်ယူနေတာကကျွန်တော်တို့အတွက်တမိုင်းပေးတာဝန်ပါအဲ့ဒီအတွက်ကိုအသက်ကိုဆွန့်လို့ရရင်လဲကိုမျိုးအတွက်ကိုဟာသူရဲကောင်းအဖြစ်နဲ့ကြံရှိနေမှာပါခမရတို့ကြတော့သူတစ်ပါးရဲ့မျိုးကိုဖျက်ဆီးနေတဲ့သူတွေအဖြစ်တမိုင်းမှာတွင်ကြံရစ်နေတော့မှာကဘာမကြီးတဲ့ရန်သူအစ်စ်မရောက်ခင် ကျွန်တော်တို့ရဲ့မြို့ကိုပြန်ပေးပါ။သွားလို့ရနေရာကိုသွားခွင့်ပေးမှာပါလို့ရေးသားထားပါတယ်။ဒါအပြင်ဖလန်းမြို့ကိုထားခဲ့ပြီးတော့ထွက်ခွာသွားမယ်ဆိုရင်လည်းဆက်သွယ်နိုင်ကြောင်းစလိုက်ပီတာထန်းကအတိအပြည့်ရေးသားထားပါတယ်။ CNO ရဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ချင်းမျိုးသားကာကွယ်တပ် CNDF ကဒီဇင်ဘာလ23ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ရမှာဖလန်းမြို့အတွင်းကိုဝင်ထွက်သွားလာခြင်းမပြုကြောင်း ပြည်သူများကိုအသိပေးထားပြီးတော့အရေးပေါ်ကိစ္စရှိပါကတပ်ဆိုင်ရာစီရေးတာဝန်ရှိသူထံကိုအကြောင်းကြားအသိပေးရန်လည်းဖော်ပြထားပါတယ်။ဖလန်းမျိုးမှာချင်းကြီးနောင်ကတိုက်ပွဲဆင်နွှဲလျက်ရှိရာလုံခြုံရေးနဲ့စစ်ရေးအခြေအနေအရာဖလန်းမျိုးတွင်ကိုစီရေးတိုက်ပွဲဝင်နေသူတွေကလွဲပြီးတော့မိသူကိုမဆိုမျိုးရင်းကိုဝင်ထွက်သွားလာခွင့်မပြုဘူးလို့အသိပေးထားပါတယ်။ CNO CNDF ရဲ့အထွေထွေအတွင်းရေးမှူး Slide William ချင်းကလည်း ဖလန်းမျိုးတိန်တိုက်ပွဲတလအတွင်းမှာအောင်မြင်မှုတချို့ရရှိထားပြီးတော့အဖက်ဘက်ကကြာဆုံးနေတဲ့စစ်ကောင်စီတပ်ကလည်းလေချောင်းပစ်ကူပေးနေတဲ့အတော့အလုံးစုံအောင်မြင်နိုင်ရေးအတွက်ပြည်သူများရဲ့ရည်တည်မှုစူတောင်းပေးမှုလက်နက်ခဲယမ်းနဲ့ကြီးများထောက်ပံ့မှုတွေလိုအပ်နေကြောင်းအသိပေးထားပြီးတော့ပါဝင်အဖြစ်ကူညီပေးကြပါရန်လည်းဖိတ်ခေါ်ထားတယ်လို့သိရပါတယ်။ချင်းညီနောင်ဟာဖလန်းမျိုးတိန်တိုက်ပွဲဆင်နွှဲနေတဲ့တပြိုင်နက်ထဲမှာပဲမင်းတပ်မျိုးတိန်တိုက်ပွဲကိုလည်းဖော်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။စစ်ရေးသတင်းလုံခြုံရေးအရာ တိုက်ပွဲသတင်းများထုတ်ပြန်မှုမရှိတော့လေမင်းတပ်မျိုးနဲ့ဖလန်းမျိုးတိမ့်တိုက်ပွဲများအောင်မြင်မှုများရရှိထားတယ်လို့ချင်းညီနောင်အဖွဲ့ဝင်တပ်ဖွဲ့များကတာဝန်ရှိသူတချို့ကအသိပေးထားပါတယ်ချင်းညီနောင်ဟာမဟာမိတ်ရခိုင်တပ်တော် AA နဲ့အတူချင်းပြည်နယ်မတူပီမျိုးနဲ့ကျင်တွေးမျိုးတို့ကိုလည်းတိုက်ခိုက်သိမ့်ပိုက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြည်ပကိုအလုသမားများအများအပြားတွားရောက်နေမှုကြောင့်ပြည်တွင်းလုံသားစွမ်းအားရော့ကျသွားတဲ့အပေါ်မှာအရေးယူဆောင်ရွက်ရန်မင်းအွန်လိုင်းကညွှန်ကြားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီသမားလား၃ရက်နေကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့စစ်ကောင်စီရဲ့အစည်းအဝေးမှာမင်းအွန်လိုင်းကမြန်မာနိုင်ငံဟာလူကြီးနေပါတဲ့နိုင်ငံဖြစ်တဲ့အတွက်ပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုလုကိုင်းနေမှုများကြောင့်အလုလုမဲ့စွမ်းအားများရော့ကျသွားတာဟာသိတာကြောင့်အလုသမားရှားပါမှုပြဿနာကြုံတွေ့နေရတာကို 这诸多龙源使用也并不一样，必须也走。喔 လူဦးရေတန်ပေါင်းများစွာရှိတဲ့နိုင်ငံများအနေနဲ့ပြည်ပကိုတွားရောက်ပြီးတော့အလုတ်လုတ်ကိုင်းနေကြတဲ့ပမာဏဟာမသိတာတော့လေမိမိတို့လိုမျိုးလူဦးရေနဲပါတဲ့နိုင်ငံအတွက်တော့ရော့ကျသွားတာဟာသိတာကြောင်းပြောဆိုလိုက်ပါတယ်အလုတ်လုတ်ကိုင်းမဲ့ဆွမ်းအားများရော့ကျသွားတဲ့အတွက်ထိုက်တန်တဲ့အလုတ်အကိုင်းနဲ့လောက်ခလာစာများရရှိရေးအတွက်ဆောင်ရွက်ပေးစီလိုကြောင်းမင်းအောင်လိုင်းကပြောဆိုညွှန်ကြားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်နေပြည်တော်အခြေစိုက်အလုတ်သမားဝန်ကြီးဌာနသတင်းအရေးမြစ်ကစစ်ခေါင်းဆောင်ရဲ့ပြည်တွင်းလုံသားဆွမ်းအားရော့ကျနေမှုအပေါ်အရေးယူဆောင်ရွက်ရန်ညွှန်ကြားချက်ကြောင်း ဝင်ကြီးဌာနများအတွင်းမှာကင်တွယ်မှုများလှုပ်ဆောင်ရန်စတင်ဆွေးနွေးနေပြီဖြစ်တယ်လို့သိရပါဗျ။ပြည်ပထွက်ခွာမှုများကိုထပ်မံပြီးတော့စီစစ်ပိတ်ပင်ရန်ပြည်ထရေးဝင်ကြီးဌာနနဲ့လူဝင်မှုကြီးကြပ်ရေးဝင်ကြီးဌာနအလုံတမဝင်ကြီးဌာနတို့အပါအဝင်ဌာနပေါင်းစုံကဆွေးနွေးနေကြတယ်လို့သိရပါဗျ။ပြည်ပကိုအလုံတမတွေဆေးလွတ်တာများလို့ပြည်တွင်းလှုပ်သားစွမ်းအားရော့ကြမှုအရေးယူဆောင်ရွက်ရေးအတွက် ညွှန်ကြားချက်အရာအလုတ်သမားစီလွတ်တာတွေအပြောင်းလဲဖြစ်လာမယ်အဓိကကတော့ပို့ပြီးတော့တင်းတင်းကြပ်ကြပ်စီစစ်ရှော့ချမယ်လို့သိရတယ်အခုတော့အလုတ်သမားဝန်ကြီးဌာနဘက်ကဆွေးနွေးနေတော့မယ်လို့ပြောလာတယ်မကြခင်အဖြေထွက်မှာမဟုတ်လို့ပြည်ပအလုတ်ကန်အေဂျင်စီတွေကိုလည်းတရားဝင်အကြောင်းကြားမယ်လို့ပြောတယ်လို့ရန်ကုန်အခြေစိုက်ပြည်ပအလုတ်ကန်အေဂျင်စီကတာဝန်ရှိသူတဦးကပြောကြားလာပါတယ်လက်တလုံးမှာ ဒီသမားခရီးသွားရာသီဖြစ်တော်လဲရန်ကုန်နဲ့မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်များမှာ PV အလဲပတ်နိုင်ငံကူးလက်မှတ်နဲ့ပြည်ပသွားရောက်မှုများကိုစစ်ကောင်စီကအထူးတင်းကျပ်ပြီးတော့ပိတ်ပင်နေတယ်လို့သိရပါတယ်ပထမအချိန်ပြည်ပကိုအလဲပတ်ထွက်ခွာသွားမဲ့သူများအားလုံးနှီးပါးကိုပြည်ပထွက်ခွဲမပေးတော့ဘူးလို့သိရပါတယ်အသက်18နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားအမျိုးသမီးများအားလုံးကိုပြည်ပကိုအလဲပတ်သွားရောက်မှုများကိုအလွန်တင်းကျပ်စွာစီစစ်နေတယ်လို့သိရပါတယ်ဒါအပြင်ရှမ်းပြည်နယ်တာချီလိပ်မြို့နယ်ကနေတဆင်း ထိုင်းနိုင်ငံကိုဝင်ရောက်နေမှုများကိုလည်းစစ်ကောင်စီကအထူးတင်းကျပ်ထားပြီးတော့အလဲအပတ်နိုင်ငံကူးလက်မှတ်ကင်ဆောင်ပြီးထိုင်းနိုင်ငံကိုဝင်ရောက်ခွင့်မပေးတော့ဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံမဲဆိုင်ဘက်အချမ်းမှာနိုင်ငံကူးလက်မှတ်ပေါ်ကိုထွက်ခွာခွင့်တုံးအတုထုပြီးတော့ဘန်ကောက်ကိုတိုက်ရန်စူးစမ်းနေတဲ့မြန်မာလူငယ်များကိုလည်းထိုင်းနဲ့မြန်မာစစ်ကောင်စီတို့ပူးပေါင်းပြီးတော့ဖမ်းဆီးမှုများကိုလည်းလှုပ်ဆောင်နေကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ